ဒီဗီဒီယိုမှာ ကျွန်တော်အားလုံးကို harmony ပါเนาะ၄ part ဖြစ်တဲ့ soprano alto tenor bass ရေးတတ်ခြင်းဘာတွေတီးဖို့လို့လဲပြီးတော့ဘယ်လိုမျိုးပုံစံရေးလဲဘယ်လိုမျိုးစီမင်းစည်းကမ်းတွေရှိလဲဆိုတာကို ပြောပြထားပါတယ်အခုကျွန်တော်အားလုံးကိုအတုံးချနီးပေါ့နော်တင်ပေးသွားမှာဖြစ်ပါတယ်အတုံးချနီးဆိုတာကျွန်တော်တို့အခုပေါ့နော်အာလေ့လာထားတဲ့တည်ထားတဲ့အရာတွေကိုစာရွက်ပေါ်မှာပဲဖြစ်ဖြစ် အတုံးချပြီးတော့လက်တွေ့ချရေးတာဖြစ်ပါတယ်အခုကျွန်တော်ချရေးတဲ့ပုံစံကျွန်တော်သုံးတဲ့ idea ကိုအားလုံးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗီဒီယိုဆက်မကြည့်ခင်မှာ KBK ရဲ့ Facebook page ကို like ပြီး YouTube channel ကိုလည်း subscribe champion KBK ကိုအားပေးကြပါအောင်ခင်ဗျာအားလုံးမင်္ဂလာပါ တကယ်လို့အားလုံးက music စက်ဝင်စားတယ်ပြီးတော့ harmony နဲ့ပတ်သက်ပြီးတော့လေ့လာခြင်းတယ်ဆိုရင်ဒီ video ကအားလုံးအသက်ဆိုတာကိုမှတ်ထားပါ okay အရင်တပတ်ကကျွန်တော်မျှဝေထားပေးတာက ကျွန်တော်တို့ soprano alto tenor bass ပေါ့နော်အတန် range တွေဘယ်လောက်ရှိလဲပြီးရင် ကျွန်တော်တို့ခြားရေးမယ်ဆိုရင် chord တွေတီးဖို့လိုတယ်ဆိုတာကိုပြောပြထားဖို့ပါတယ်ဒီနေ့ဒီ chord နဲ့လည်းအတုံးခြားပြသွားမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ wise leading ဘာနော်အတန်အကွာ away step by step ရွှေ့တာမျိုးတွေကိုတခါတဲ့အသုံးချပြသွားပြီးမှဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့ဒီနေ့အားလုံးကိုချပြသွားမှာကကြတော့ L2 part ကိုအဓိကချပြသွားပါမယ်။ကြံတဲ့ဖားကိုလည်းဒီပုံစံဆက်ပြီးတော့ဖြည့်သွားလို့ရပါတယ်။အားလုံးနားလည်လွယ်အောင်ဒီနေ့ဒီဗီဒီယိုထဲမှာ L2 part ကိုကျွန်တော်တို့အတူတူလေ့လာကြပါမယ်ဗောနော်။ Okay အခုကျွန်တော်တို့လက်သက်အသုံးချသွားမယ်။ တချင်းကတော့ twinkle twinkle ပေါ့နော်ဒီနေ့ကျွန်တော်အားလုံးကို alto part အရင်ဆုံးမျှဝေပေးသွားပါမယ်ပေါ့နော် soprano နဲ့အခု melody က soprano part ဖြစ်ပါတယ်ပေါ့နော် do do so so da ki ji ဆိုတော့ do do so so la la so fa fa mi mi re re do အဲ့ဒါ melody ကတော့ကျွန်တော်အရင်ချရေးထားတယ်အခုက harmony ဖြစ်တဲ့ အောက်ထုတ်ကိုမျှဝေပေးသွားမှာဆိုတော့အောက်ထုတ်ကိုကျွန်တော်လုတ်သွားမဲ့ပုံစံကိုပြောပြပါမယ်။ G chord ထဲမှာ chord price စီပုံပေါ့နော်။ပထမဆုံးအနေနဲ့ attan range ကိုကျွန်တော်တီးထားရမယ်။ attan range တီးထားပြီးပြီဆိုရင်ကျွန်တော်တို့ chord price စီပုံပေါ့။ G chord ထဲမှာဘာ note တွေရှိလဲဆိုတော့ G B D C chord ထဲမှာဘာတွေရှိလဲဆိုတော့ C E G ပြီးတော့ D chord ထဲမှာဘာရှိလဲဆိုတော့ D F sharp နော် df sharp နဲ့ a okay df sharp နဲ့ a ရှိတာဆိုတော့အခုကျွန်တော်တို့ဒါကိုအသုံးချရမယ်ဆိုရင်ကျွန်တော်ပြောထားပါတယ် cut ကိုကြည့်ပြီးတော့ဖြည့်ရမှာဖြစ်တယ်ပြီးတော့အခုက l2 ရေးမှာဆိုတော့ l2 က crossing voice မဖြစ်ရဘူးအာ soprano ထက်မမြင်ရဘူးဆိုတော့ကျွန်တော်တို့ဒိုဒိုဆိုဆိုနေရာမှာကျွန်တော် L2 ကိုဘာထည့်မလဲဆိုဆိုပဲထည့်ပါမယ် D ထည့်ပါမယ်ဘာဖြစ်လို့ D ထည့်လဲဆိုတော့ G ခေါက်ထဲမှာ GBD ရှိတယ်လေเนาะဒါကြောင့်မို့လို့ L2 က G ထက်အတနည်းရမှာဆိုတော့ကျွန်တော်က D ကိုထည့်လိုက်ပါတယ် D D နောက်ပြီးတော့ဒိုကိုထည့်ပါမယ်ဘာဖြစ်လို့ဒိုကိုထည့်လဲဆိုတော့ G ခေါက်ထဲမှာ G ခေါက်ထဲမှာဒိုရှိလို့เนาะ G ရှိလို့ဒါဆိုရင် G နှစ်ခုထည့်မယ် G G เนาะပြီးရင်ဒီနားမှာ C chord လဲကျွန်တော် repeat note ပဲဆက်သွားပါမယ် G G ပဲဆက်သွားပါမယ် Okay ဒါဆိုရင်ပြီးရင်ဒါလဲ G chord ပြန်လာတာဆိုတော့ကျွန်တော် G ပဲပြန်သုံးပါမယ်အတအဝေးချင်းမသွားဘူးဒီနားမှာ voice leading ကနည်းနည်းဝေးတယ်ဆိုပေမဲ့ပေါ့နော် D ကနေ G ကိုသွားပြန်တယ်ဆိုပေမဲ့၄ဆင့်ပဲရှိလို့ဒီနားမှာ interval ၄ဆင့်ပဲရှိလို့ ရပါသေးတယ်အရန်ကြီးမဝေးဘူးဒါဆိုရင်တော့ဒီဒီချ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 ီပေါ့ဆိုဒိုဒိုဆိုဆိုလာလာဆိုကဆိုပရနိုဆိုဒိုဆိုဆိုဆိုဒ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 ိုကအယ်ထိုဘောနော်ဒီနားမှာ half note ဖြစ်ရမယ်အမဲရောင်ချဲမိသွားလို့ကဲဒါဆိုရင်ဒီနားမှာ C ဆိုတော့ C ထဲမှာဒိုရှိတယ်ဆိုတော့ကျွန်တော်တို့ ဒိုပဲပြန်သွားမယ်နော်ဒိုဒိုပင်ဒီမာက3ဆင့်กว่าတဲ့ဆိုတော့ဒို3ရင်3ဆင့်กว่าတာဆိုတော့ဒိုပဲပြန်သုံးမယ်ဒိုဒိုဒီနားမှာ D cot theme က D F sharp A ဆိုဒီမှာ A သုံးထားပြီးသားဆိုကျွန်တော် F sharp သုံးပါမယ်အထုံးမှာ F sharp F sharp ပြီးတော့ G ကိုကျွန်တော် D ကိုပြန်သုံးပါမယ် G cot theme D ရှိလို့เนาะဒါဆိုရင်တော့ 叮叮嗦嗦哆哆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 哆嗦。ဒါဆို alto အတန်ရသွားပါပြီနော်။ဒါဆိုရင် set လုပ်သွားမယ်ဆိုလည်းအတူတူပဲ။နော်ဒီနားမှာက so သုံးထားတယ်ဒီနားမှာ so သုံးထားတယ်ဆိုတော့ so သွားသုံးမိရင် parallel octave ဖြစ်သွားလိမ့်မယ်။အဲ့လိုမျိုးတိတ်မသုံးပါနဲ့။အဲကြောင့်မို့လို့ကျွန်တော်ဒါကိုပြန်ပြီးတော့ parallel of fit ပဲသွားပါမယ်နော်ဒိုဒိုပဲပြန်သွားမယ်ပြီးတော့ C မှာလည်းဒိုရှိသေးတယ်ဆိုတော့ဒိုဒို G မှာလည်း G G ရှိသေးရယ်ဆိုတော့ဒိုဒိုပြင်တင်နားမှာ D မှာ F sharp ထည့်မယ် T နော်ပြင်တာပဲပြန်လာမယ်ဘာဖြစ်လဲဆိုတော့တူလို့ဒို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 ပဲထည့်မယ်ဒါလည်းဒိုဒို ဒါလည်း ठी ပဲထည့်မယ်နော် pin d melody နဲ့ d melody နဲ့အတူတူပဲဆိုတော့ဒါကိုပဲပြန်ပြီးတော့ဒီနားမှာသုံးပါမယ်ဟုတ်ပြီနော်ဒါဆိုတော့အလုံးမြင့်သွားပါလိမ့်မယ်တကယ်လက်သက်အသုံးချမယ်ဆိုရင်ပထမအနေနဲ့ melody ကိုတီးပြီးတော့ alto ထည့်မယ်ဆိုရင် chord phrase ပုံကိုတီးလို့ရှိရင်ဒါလေးထည့်လို့ရတယ်ပြီးနောက်တစ်ခုအရေးကြီးတာကကျွန်တော်တို့ voice leading ပေါ့နော် voice leading ကိုတီးလို့ရှိရင်အတန်ရွှေတဲ့အခါမှာ step second เนาะမာဂျာရော second third fourth အဲ့လိုမျိုး interval အများဆုံး fourth အထိရွှေ့မယ်တခါတလေအများကြီးရွှေ့ခြင်းတယ်ဆိုရင်တော့တခါတလေအမြင့်သွားပြီးရင်အနည်းနေရာကိုပြန်လာဖို့လိုအပ်ပါတယ်ပေါ့နော်အဲ့ဒါရည်ကြီးပါတယ် okay အခုကျွန်တော်လက်တဲ့အတုံးချပြပြီးသွားပြီးဆိုတော့ဖြစ်နို့ပေါ်မှာအတနာထောင်ကြည့်ပါမယ် okay နော်ဖြစ်နို့မှာအတနာထောင်ရင်အတန်ဘယ်လိုမျိုးထွက်လာမလဲဆိုတာကိုနားထောင်ကြည့်ရအောင် okay ဆက်နောက်ကျွန်တော်ရေးထားတာ นาะเมโลดี้ก็โดโดโซโซลาลาโซเอลโทเท้ท่าดาก็โซเท้ท่าเดแต่โซตังสินก็นานานา

အတန်ကမန်တယ်ဆိုတာပြီးတော့လတယ်ဆိုတာကိုပြောပြချင်တာဖြစ်တယ်။ Okay ဒါဆိုရင်တကယ်လို့အားလုံးကဒီလိုမျိုးဗီဒီယိုကြိုက်တယ်ပြီးတော့ဒီလိုမျိုးပုံစံ sharing ဗီဒီယိုကိုအများကြီးတင်ဆက်ချင်တယ်ဆိုရင်ပေါ့နော် KBK platform ရဲ့အားလုံးကို subscribe follow လုပ်ထားပြီးတော့အားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်။တကယ်လို့ဒီဗီဒီယိုကအားလုံးအသက်အကျိုးရှိတယ်ဆိုရင်ဒီဗီဒီယိုကိုလည်း share ပေးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။